တွေနဲ့လူတယောက် The Shining လို့ခေါ်တဲ့စကားမပြောပဲတယောက်နဲ့တယောက်ဆက်သွယ်လို့ရတဲ့နေ့လမနိုရဲ့ suggested movie season ကနေဒီတစ်ပတ်မှာတော့ရုပ်ရှင်ချစ်ပရိသတ်တွေအကြိုက်တွေ့စေမယ့် Oscar ဆုရမင်းသားကြီး John Joseph Nicholson လို့ခေါ်တဲ့ Jack Nicholson ရဲ့ရုပ်ရှင်ဇာတ်ကားတွေကိုညွှန်ပြချင်ပါတယ်။ ဒီဇာကားတွေကတော့1985ခုနှစ်မှာထွက်ရှိခဲ့တဲ့ One Flew Over the Cuckoo's Nest ရုပ်ရှင်နဲ့1980ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Shining တို့ပဲဖြစ်ပါတယ်။စိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်လက်မလို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ကြပါနဲ့နော်။ စကားကြောင်းမပြောခင်မှာမင်းသားကြီး John Joseph Nicholson လို့ခေါ်တဲ့ Jack Nicholson ရဲ့အကြောင်းကိုလည်းလက်မှတ်တည်လောက်ဝင်းမြပေးချင်ပါတယ် Jack Nicholson ကတော့ American actor filmmaker တူဖြစ်ပါတယ်သူ့ကိုတော့1938ခုနှစ် April 22ရက်နေ့မှာ American ပြည်အောင်စု New Jersey ပြည်နယ် Nutjung မြို့မှာဖခင် Donald Frutchlow နဲ့မိခင် John Francis Nicholson တို့ကမွေးဖွားခဲ့တာဖြစ်ပါတယ် ူ့ရဲ့ငယ်ဘွားကတော်တော်လေးကိုရှုပ်ထွေးရတယ်လို့ပြောလို့ရပါတယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့အဖေနဲ့အမေလို့သိထားတဲ့သူတွေကသူ့ရဲ့အဖိုးအဖွားတွေဖြစ်နေပြီးတော့သူ့အမလို့သိထားတဲ့သူကသူ့ရဲ့မိခင်ဖြစ်နေလို့ပါပဲ။နောက်ပိုင်းမှာတော့သူ့ရဲ့မိသားစုက Spring Lake New Jersey ကို ပြောင်းရွှေ့လာခဲ့ပြီးတော့သူက Manasquan High School ထပ်တန်းကျောင်းကိုတက်ရောက်ခဲ့ပါတယ်။ဘွဲရပြီးရဲ့နောက်မှာတော့သူကတရုတ်ဆောင်လုပ်ကိုလုပ်ကင်မှုအတွက်ဆုံးဖြတ်ခဲ့ပြီးတော့ ရုပ်ရှင်လုပ်ငန်းရဲ့ဗဟိုချက်ဖြစ်တဲ့ Hollywood မှာအခြေချနိုင်မှုအတွက်ကယ်လီဖိုးနီးယား Los Angeles ကိုပြောင်းရွှေ့ခဲ့ပါတယ်။ ဟောလိဝုဒ်ကိုရောက်ရှိပြီးတဲ့နောက်မှာတော့သူက Metro Goldwyn Mayer MGM Cartoon Studio မှာလုပ်လို့ရင်တရုတ်ဆောင်ပညာကို သင်ယူခဲ့ပါတယ်။သူ့ကိုကုမ္ပဏီကအစပိုင်းမှာအချိန်ပိုင်းဝန်ထမ်းအဖြစ်ခန့်ထားခဲ့ပေမဲ့လည်းသူ့ရဲ့လုပ်ရည်ကိုင်ရင်ကြောင့်မို့လို့အချိန်ပြည့်ဝန်ထမ်းအဖြစ်ကမ်းလှမ်းခဲ့ပါတယ်။ဒါပေမဲ့ Jack Nicholson ကတော့သူ့ရဲ့တရုတ်ဆောင်အိမ်မက်ကိုဦးစားပေးပြီးတော့ကမ်းလှမ်းမှုကိုညှင်းပယ်ခဲ့ပါတယ်။ Jack Nicholson က1958ခုနှစ်မှာ Director Roger Corman ရဲ့ Cry Baby Killer ဇာတ်ကားနဲ့ပထမဆုံးပွဲဥထွက်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ American International Pictures AIP ရဲ့ budget နဲ့ရုပ်ရှင်တွေမှာအစတင်ပါဝင်လာခဲ့ပါတယ်။ Easy Rider, 5 Easy Pieces, The Last Detail, Chinatown, Rats, Prizes Honor, Iron Wheat, One Flew Over the Cuckoo's Nest, As Good as It Gets, Terms of Endearment, A Few Good Men, About Submit, Connell College, The Shining, Hotband, Broadcast News, Batman, Hoffa, Mass Attacks, Anger Management, Something's Gotta Give, The Departed, The Bucket List စားရစကားတွေမှာပါဝင်ခဲ့သလို Drive He Said, Going South, The Two Jakes စားရစကားတွေကိုလည်းကိုယ်တိုင်ဖန်တီးရိုက်ခုခဲ့ပါသေးတယ်။ ဂျက်နီကိုဆန်က1985ခုနှစ်မှာထွက်ရှိခဲ့တဲ့ One Flew Over the Cuckoo's Nest ရုပ်ရှင်နဲ့1998ခုနှစ်မှာထွက်ရှိခဲ့တဲ့ As Good as It Gets ရုပ်ရှင်တွေမှာ Best Actor Oscar ဆုကိုရရှိခဲ့သလို1983ခုနှစ်မှာထွက်ရှိခဲ့တဲ့ Times of Endearment ရုပ်ရှင်မှာတော့ Best Supporting Actor ဆုကိုရရှိခဲ့ပါတယ်။ ော့စကာဆု၃ဆုရရှိထားတဲ့မင်းသားကြီးဟာ How do you know ဇာတ်ကားမှာနောက်ဆုံးပါဝင်ခဲ့ပြီးတော့2010ခုနှစ်မှာတော့တရုတ်ဆောင်အလုပ်ကနေအနားယူခဲ့ပါတယ်။ဒါကတော့အသက်88နှစ်အရွယ်ရှိပြီဖြစ်တဲ့အော်စကာဆုရမင်းသားကြီး Jack Nicholson ရဲ့အကြောင်းကိုလဲမွန်သိသလောက်ပြည်သက်တွေကိုဝေမျှပေးခဲ့ရပဲဖြစ်ပါတယ်။အခုတော့ဇာတ်ကားအကြောင်းကိုတွားလိုက်ချင်ပါတယ်ရှင်။လမ်းမပထမဆုံးညွှန်ပေးခြင်းတဲ့ဇာတ်ကားကတော့ Jack Nicholson ရဲ့1985ခုနှစ်မှာထွက်ရှိခဲ့တဲ့ one flew over the cuckoo's nest စကားပဲဖြစ်ပါတယ်ဒီစကားကတော့ psychological comedy drama film အမျိုးအစားပဲဖြစ်ပါတယ် mac mafi လို့ခေါ်တဲ့သူတစ်ယောက်ကအသက်15နှစ်အရွယ်မိန်းကလေးတဦးကိုဘလက်ကာယာကျူးလွန်မှုနဲ့အပြင်တခြားအမှုများပါဝင်ရာဇဝတ်မှုငားမှုနဲ့ဖမ်းဆီးခံခဲ့ရပါတယ်သူကအမှုတွေကလည်းထင်ရှားတဲ့အတွက်ထောင်ကျမှာတေချာသလောက်ရှိနေပါတယ် ဒါကိုရှောင်ဖို့အတွက်မက်မာဖီကလှည့်ခွက်လေးတစ်ခုကိုသုံးလိုက်ပါတယ်။အဲ့ဒီလှည့်ခွက်ကတော့စိတ်ယောဂဝေဒနာရှင်အဖြစ်ဟန်ဆောင်တာပဲဖြစ်ပါတယ်။သူ့ရဲ့လှည့်ခွက်ကအလုတ်ဖြစ်တယ်လို့ပြောလို့ရပါတယ်။မကြခင်မှာပဲသူကစိတ်ကျမ်းမာရေးစိတ်ယုံတစ်ခုမှာစိတ်ကူးတောင်းမှုခံယူဖို့အတွက်ပို့ဆောင်ခံခဲ့ရပါတယ်။ ဆေးရုံကိုရောက်တဲ့အချိန်မှာတော့ Mac Murphy ကစိတ်ကျမ်းမာရေးဆေးရုံဆိုတဲ့အတိုင်းအမျိုးမျိုးသောလူနာတွေကိုတွေ့ရပါတယ်။တချို့ဟာတင်ငိမ့်သလိုတချို့ဟာတော့တော်တော်လေးကိုစိုးကြပါတယ်။ဒီလိုအမျိုးမျိုးသောလူနာတွေကိုအကောင်းဆုံးကင်တွယ်ထိန်းချုပ်ကုသနေတာကတော့သူနာပြု Richard ရဲ့ကုထုံးတွေနဲ့ပဲဖြစ်ပါတယ်။ဒီနေရာမှာဘာယောဂါမှာကြီးကြီးမားမားမဖြစ်တဲ့ Mac Murphy က Nurse Richard ရဲ့ကုထုံးတွေအချိန်စရားတွေနဲ့ထိတ်တိုက်တွေ့ပါတော့တယ်။ Mac Murphy က Billy Big Big, Charlie Chadwick, မာတီနီဂျေးဟာဒစ်မက်တေဘာဂျင်းစီဖက်နဲ့ဖရက်ဒစ်ဆန်စကန်လောဘရွန်ဒန်တို့လိုလူနာတွေနဲ့ရင်းနှီးလာပါတယ်စေဝေဒနာရှင်တွေနဲ့အဆင်ပြေဖို့ဆိုတာကလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ဒါ ው လဲမက်မာဖီကတော်တော်လေးကိုတိဆောက်ခဲ့ရပါတယ်။ဒီလိုနဲ့တနေ့မှာတော့ Nurse Richard ရဲ့စကားဝိုင်းကုထုံးတစ်ခုမှာ Mac Murphy နဲ့ Nurse Richard တို့က စကားအခြေတင်ဖြစ်ကြပါတယ်။လူကောင်းဖြစ်တဲ့ Mac Murphy ဟာကုထုံးတွေနဲ့ဒီစေးယုံရဲ့စီမင်းတွေက Luna တွေအပေါ်အနိုင်ကျင့်တယ်လို့ခန်းစားနေရတဲ့အတွက်ဒါတွေကနေဖောက်ထွက်ဖို့ကြိုးစားပါတော့တယ်။ဒါကြောင့်သူဟာဒီကိစ္စမှာတခြားသူတွေပါဝင်လာအောင်ကြံစီပါတော့တယ်။ တဲ့မှာတော့သူကဒီဘရွန်တန်ရဲ့အကူအညီနဲ့စေယုံချန်စီကိုကြော်တက်ပြီးတော့သူ့ရဲ့အဖော်လူနာတွေကို တင်ဆောင်ထားတဲ့ဘတ်စကားကိုမောင်းနေခဲ့ပါတယ်။သူကဘတ်စကားကိုစိတ်ကန်းတစ်ခုကိုဥတီလိုက်ပြီးတော့အဲဒီကနေသူတို့အဖွဲ့ကလှေတစည်းနဲ့ငါပန်းသွားကြမှာပဲဖြစ်ပါတယ်။ဒီကိစ္စမှာမက်မာဖီကသူ့အဖို့စိတ်ဝေဒနာရှင်တွေကိုဘလို့ဥဆောင်သွားမလဲဒီဆောင်ဝင်ကနေကပြစ်သက်တွေကိုအကြိုက်တွေးစင်มาပဲဖြစ်ပါတယ် နောက်ဆုံးဒီခီးစင်မှာ Mac Murphy နဲ့သူ့အဖွဲ့ဝင်တွေပင်လယ်ကနေချောချောမွေ့မွေ့ပြန်ရောက်ပါမလား Mac Murphy နဲ့ Nas Richard တို့ရဲ့အားတိုင်မှုကရောဘာတွေဖြစ်လာမှာလဲဆိုတာကိုသိကြရင်တော့1995ခုနှစ်မှာထွက်ရှိခဲ့တဲ့ One Flew Over the Cuckoo's Nest စကားမှာဆက်ပြီးတော့ကြည့်ရှုဖို့အတွက်တိုက်တွန်းလိုက်ချင်ပါတယ်ရှင်ဒီစကားကိုတော့ Drider Milos Forman ကရိုက်ကူးခဲ့တာဖြစ်ပြီးတော့ Mac Murphy အဖြစ် Jack Nicholson သူနာဖြူ Richard အဖြစ် Louis Fletcher Brontan အဖြစ် Will Sanson Hardik အဖြစ် William Raphael Billy Bibbit အဖြစ် Brad Dory Charlie Chadwick အဖြစ် Sydney Lessig Matt Deba အဖြစ် Christopher Lloyd မာတီနီအဖြစ်ဒန်နီဒီဗီတိုတို့ကအဓိကပါဝင်တယောက်ဆောင်ထားပါဗျ။ဒီဇာကားကတော့ဂျက်နီကိုဆန်ကိုမက်မာဖီဇာယုံနဲ့ Best Actor Oscar ဆုကိုရရှိစေခဲ့တဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ IMDb rating 8.7အထိရရှိထားပြီးတော့ရိုက်ကူးတဲ့အချိန်မှာတော့ American Dollar 4.4သန်းအကုန်ကျခံရိုက်ကူးခဲ့ပြီးဝင်ငွေအနေနဲ့ဆိုရင်တော့ American Dollar 163.3သန်းအထိရရှိခဲ့တဲ့အောင်မြင်တဲ့ဇာတ်ကားတကလည်းဖြစ်ပါတယ်။ ။ဒါပေမဲ့နောက်ထပ်ညွှန်ပေးခြင်းတဲ့ဇာတာကတော့မင်းသားကြီး Jack Nicholson ရဲ့1980ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Shining ဆိုတဲ့ရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကကတော့လည်းမလို့ King of Horror လို့လူသိများတယ်။နာမည်ကျော်စာရေးဆရာ Stephen King ရဲ့1898ခုနှစ်မှာထုတ်ဝေခဲ့တဲ့ The Shining စာအုပ်ကို writer Stanley Kubrick ကရုပ်ရှင်အဖြစ်ပုံဖော်ထားတာပဲဖြစ်ပါတယ်။ဒီဇာတ်ကကတော့ psychological horror film အမျိုးအစားပဲဖြစ်ပါတယ်။ဇလန်းဆာမှာအကွေးကောင်များတဲ့ဒီတောင်တက်လန်းတွေကိုကွေးပတ်မောင်းနေလာတဲ့ကားအဝါရောင်တစ်စီးကဒီတောင်ထိပ်တစ်ခုမှာရှိရဲ့ overlook Hotel ဆိုတဲ့ကြီးမားတဲ့အဆောင်အဉီတစ်ခုမှာရှေ့မှာရက်လိုက်ပါတယ်။အဲ့ကားရဲကနေ Jack Torrance လို့ခေါ်တဲ့လူတစ်ယောက်ကဆင်းလာပါတယ်။ Jack Torrance ဟာအနားယူထားတဲ့အကြောင်းစရာတူဖြစ်ပြီးတော့လက်ရှိမှာစာရေးဆရာတယောက်ဖြစ်ဖို့အတွက်စ조사နေရသူလည်းဖြစ်ပါတယ်။သူ့မှာဇနီးဖြစ်သူ Wendy နဲ့တားဖြစ်သူ Danny တို့လည်းရှိပါတယ်။သူကအချိန်3နာရီခွဲလောက်ကားမောင်းပြီးတော့ဒီလောက်ဝေးလံတဲ့နေရာကိုရောက်လာတဲ့အကြောင်းကစိတ်ဝင်စားစရာကောင်းလာပါတယ် Jack Torrance ကကုန်ကျစရိတ်မြင့်ပြီးတော့ဧည့်သည်အလာနေတဲ့အတွက်စောင်းရာသီရောက်တိုင်းမှာပိတ်ထားလိရှိတဲ့ Overlook Hotel ကိုစောင်းနှင်းတစ်ခုလုံးထိမ့်သိမ်းစောင့်ရှောက်ရမယ်။ Hotel ဆောင်ယာတို့အတွက် ရောက်လာတာပဲဖြစ်ပါတယ်။ရုံးချုပ်ကလူတွေကလည်း Jack Torrance ကိုသဘောကျနေသလို Hotel Manager Stuart Oman ကလည်းတော်တော်လေးကိုသဘောကျနေပါဗျ။ဒါပေမဲ့ Hotel Manager Stuart Oman က လွန်ခဲ့တဲ့နှစ်အနည်းငယ်သူတာဝန်မယူခင်စောင်းတွင်းမှာကြုံတွေ့ခဲ့ရတဲ့ဟိုတယ်ဆောင်မိသားစုရဲ့အဖြစ်အပျက်ကိုပြန်ပြီးပြောပြခဲ့ပါဗျာ။ Charlie Gradon လို့ခေါ်တဲ့လူကသူ့ရဲ့မိသားစုနဲ့အတူစောင်းတွင်းမှာ Overlook Hotel ကိုထိမ့်သိမ်းဆောက်ရှောက်ဖို့အတွက်ရောက်လာခဲ့ပါဗျာ။သိမကြခင်ပါပဲအဲ့ဒီလူကစိတ်ဖောက်ပြန်သွားပြီးတော့ပြဿနာတက်ခဲ့ပါတယ်ဒီဖြစ်ပျက်ကလည်းစိတ်ဝင်စားစရာကောင်းလာပါတယ်ဘာပဲဖြစ်ဖြစ် Jack Torrance ကတော့သူဆုံးဖြတ်ထားတဲ့အချိန် ဟိုတယ်ဆောင်လုပ်ကိုလုပ်ရင်းနဲ့သူ့ရဲ့ project အသစ်ဖြစ်တဲ့စာအုပ်ကိုရေးဖို့အတွက်ဆုံးဖြတ်လိုက်ပါတော့တယ်။သူတို့မိသားစုရဲ့အစောပိုင်းရက်တွေကတော့အဆင်ပြေပြေပါပဲ။ Jack Torrance ရဲ့သား Danny ကထူးခြားတဲ့ကလေးတစ်ယောက်လို့ပြောလို့ရပါတယ်။သူ့ကိုယ်ထဲမှာသူ့တငယ်ချင်းဖြစ်တဲ့တော်နီရှိနေတယ်လို့ထင်ပြီးတော့လူတိုင်းမမြင်နိုင်တဲ့အရာတွေကိုလည်း तू ကမြင်နေရပါတယ်။ပြီးတော့လည်း तू ကဟိုတယ်အခန်းနံပါတ်239ကိုစိတ်ဝင်စားနေပါတယ်။ နောက်ဆုံးဟိုတယ်ခန်းနံပါတ်239မှာဘာရှိနေရလဲ Jack Torrance တို့မိသားစုကရောဘာရီစဖြစ်မှာလဲဒါတွေကိုသိချင်တယ်ဆိုရင်တော့1980ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Shining ဆိုတဲ့ရုပ်ရှင်ဇာတ်ကားမှာဆက်ပြီးတော့ကြည့်ရှုဖို့အတွက်တိုက်တွန်းလိုက်ချင်ပါတယ်ရှင်စကားတော့ Trider Stanley Kubrick ကရည်ကူးခဲ့တာဖြစ်ပြီးတော့ Jack Torrance အဖြစ် Jack Nicholson Wendy Torrance အဖြစ် Shelley Duvall Danny Torres အဖြစ် Danny Lois, Dick Colloran အဖြစ် Scatman Crather, Hotel Manager Stuart Oman အဖြစ် Barry Nelson တို့ကအဓိကပါဝင်တယောက်ဆောင်ထားပါဗျ။ဒီဇာတ်ကားကတော့ Lemon's King of Horror ဖြစ်တဲ့နာမည်ကျော်စာရေးဆရာ Stephen King ရဲ့ဇာတ်ကို Writer Stanley Kubrick ကအကောင်းဆုံးပုံဖော်ရိုက်ခူးထားတဲ့အတွက်ကြောင့် IMDb Rating 8.4အထိရရှိထားတဲ့အောင်မြင်တဲ့ဇာတ်ကားတစ်ခုပဲဖြစ်ပါဗျ။ ဒီနေ့လက်မွန်တို့ရဲ့ suggested movie season ကနေပြီးတော့ Oscar ဆုသုံးဆုရမင်းသားကြီး Jack Nicholson ရဲ့1985ခုနှစ်မှာထွက်ရှိခဲ့တဲ့ One Flew Over the Cuckoo's Nest ရုပ်ရှင်နဲ့1980ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Shining စကားတွေကိုဒီတစ်ပတ်ရဲ့ weekend မှာကြည့်ရှုဖို့အတွက်တိုက်တွန်းလိုက်ချင်ပါတယ်။ ဇကားတွေက IMDb rating မြင့်တဲ့ဇကားတွေဖြစ်တဲ့အတွက်တရှိသူပြည်သက်တွေအနေနဲ့စိတ်ကြိုက်ဖြစ်စေမယ်လို့ယုံကြည်ပါရှင်။နေမလို့ရဲ့ suggested movie season တော့အပတ်စဉ်အင်္ဂါနေ့ည8:45မိနစ်အချိန်တိုင်းမှာ Fortune TV channel နဲ့ Fortune TV application မှာတပြိုင်တည်းကြည့်ရှုနိုင်တယ်လို့ Fortune TV YouTube channel မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ရုပ်ရှင်လေးနဲ့ပတ်သက်ပြီးရောစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေရဖြစ်တဲ့အတွက်လက်မလို့ရဲ့အစီအစဉ်ကိုဆက်ဆက်စောင့်ကြည့်ပေးဖို့လည်းပြောပြပါသေးရှင်လက်မလို့နောက်တစ်ပတ်မှပြန်တွေ့ကြပါမယ် thank you you <laughs>